ရေးသမားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်မကင်မှုတဲ့အပြားကြီးကိုပထမဆုံးကင်ခွင့်ရသွားပြီဖြစ်တဲ့ Harry Kane Harry Kane တောင်မကင်မှုတဲ့အပြားကြီးကိုကင်ခွင့်ရသွားတဲ့အတွက်တော်တော်လေးကိုပျော်နေခဲ့တာဖြစ်တယ်လို့သူကသူအိမ်မများမတ်နေခဲ့တာလားဆိုပြီးတော့တွေးကောင်းတွေးနေပါလိမ့်မယ်ဒီလိုပါပဲလောကမှာမကင်မှုတာတွေကင်ရတဲ့အခါရေမောတာလိုလိုရင်တုံတာလိုလိုတွေဖြစ်တတ်ကြပြီးတော့ခါလေးအတန်းလေးပါတုံနေခဲ့တဲ့အထိကိုဖုတ်လိုက်ဖုတ်လိုက်တွေဖြစ်ခဲ့ကြပုံမယ်ထင်ပါတယ် Harry Kane လိုမျိုးမကင်မှုတဲ့အပြားကြီးကိုသာကင်ခွင့်ရလိမ့်မယ်ဆိုရင် အဲ့ဒီအပြားကြီးကိုလက်ကလေးနဲ့တယုတ်တရပုတ်တက်နေပြီးလိုက်မယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုရင်ပထမဆုံးကန်ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်လို့ဆိုရမှာဖြစ်ပြီးတော့ညမဲ့အိယာဝင်တော့မှအစိုးပါအပြားကြီးကိုသေးချာကန်ကြည့်ပြီးတော့ကန်လို့ဝတဲ့ခါကျတော့မှအိယာဝင်ပြီးမယ်ထင်ပါတယ်။နောက်ပြီးတော့မနက်ခင်းအိယာနိုးလိုက်လဲအဲ့ဒီအပြားကြီးကိုကန်ပြီးတော့နိုးထားခြင်းနဲ့သူဒီမှာအများကြီးလိုပဲဆိုရမှာပါ။ဒါမှလည်းအပြားကန်ရတယ်ဆိုတာလူတိုင်းကန်ခြင်းတိုင်းကန်လို့မရဘူးလို့ပြောရမှာဖြစ်ပြီးအပြားကန်ခြင်းအရွေးမမားဘူးလေလိုတယ်လို့ပဲဆိုခြင်းပါတယ်။လောကမှာအရွေးမားလို့အပြားမကန်လဲလို့သူတွေမှအများကြီးလိုပဲဆိုရတော့မှာပါ။ ဟယ်ရီကိန်းဟာပရီးမီးယားလိရဝုံးမှာအချိန်ကာလတစ်ခုကြာကစားခဲ့သလိုကိုသွင်းအများဆုံးစားမဆုတွေကိုလည်းရရှိထားခဲ့ပေမယ့်သူကစားတဲ့စပါးအသင်းကတော့စူဖလားမိုးခေါင်မှုနဲ့ရင်ဆိုင်တင်ခဲ့ရပြီးအောင်မြင်မှုတွေနဲ့ဝေးကွာနေခဲ့ရတာဖြစ်ပါတယ်။တရားသီလည်းဖလားမရ၊နေရာသီလည်းဖလားမရနဲ့ဖလားမရတဲ့ဘောလုံးရာသီတွေများလာတဲ့အခါမှာတော့ဟယ်ရီကိန်းတယောက်စူဖလားတွေနဲ့ပတ်သက်ရင်ကံကြမ္မာဆိုးကြနေတဲ့စပါးအသင်းကိုစွန့်ခွာဖို့စိတ်ဆုံးဖြတ်ခဲ့ပြီးတော့ဂျာမန်ကလပ်ဘိုင်မနစ်ကိုပြောင်းဖို့ဆုံးဖြတ်ခဲ့တာပါ။မန်ယူတင်းကလည်းကမ်းလှမ်းမှုတွေပြုလုပ်ခဲ့သေးပေမယ့်အင်္ဂလန်သားတိုက်စစ်မှုဟာ မန်ယူတင်းထက်ဘိုင်းမြူနစ်အသင်းကိုရွေးချယ်ပြီးတော့ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကိုဝမ်းအစ်ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ဝမ်းအစ်ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားကိုင်းလုံးဘောနပ်စ်ရယူကစားလို့ရအောင်လည်းသတင်းပေးပါစေ။ဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်သုံးလုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာခြာပေးထားတဲ့ Telegram link ကိုလည်းလက်အောက်ဆုံးစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ မိုင်ကိုမပြောင်းခဲ့တာဟယ်ရီကိန်းတောက်ရွေးချယ်မှုတွေမှန်ကန်သွားတယ်လို့ဆိုရမှာဖြစ်ပြီးတကယ်လို့မိုင်အသင်းကသာပြောင်းခဲ့မယ်ဆိုရင်ခုချိန်ထိအမတ်ပေးဖလားကိုစုခူးနိုင်ဖို့ကအဝေးကြီးဖြစ်နေဦးမှာပါလက်ရှိကလပ်ဘိုင်မနစ်ကိုပြောင်းရွှေ့သွားလို့သာအမတ်ပေးချန်ပီယံစုကိုရယူနိုင်ခဲ့တာဖြစ်ပြီးတော့ဟယ်ရီကိန်းတောက်လူရွေးလဲမှန်ခဲ့လို့အသင်းရွေးလဲမှန်ကန်ခဲ့တာဖြစ်ပါတယ်ဟယ်ရီကိန်းကပြီးခဲ့တဲ့ညကစားခဲ့တဲ့မွန်ချင်ကလပ်အသင်းကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီးမှာသူ့ရဲ့ကစားမဘွားပထမဆုံးချန်ပီယံစုဖလားဖြစ်တဲ့ဘွန်ဒက်စီကာဖလားကိုမိသားစုဝင်နေတဲ့အတူတူကင်မြောက်အောင်ပွဲခံသွားခဲ့ပါတယ် ဒိုင်မနီတင်ဟာပြီးခဲ့တဲ့တပတ်ကလေးကဒီရာသီဘိုနက်စီကမှဘိုးဆွဲဖို့ကတေချာသွားခဲ့ဖြစ်လို့ဒါကြောင့်မလို့အခုပွဲရလကအေးမပါတော့ပေမဲ့ဘိုနက်စီကအိမ်ခွင်နောက်ဆုံးပွဲမှာအနိုင်ရလနဲ့အဆုံးသတ်နိုင်အောင်ကြိုးပမ်းခဲ့ပြီးတော့အတင်းတော့ဂိုးတွေကို37မိနစ်မှာဟယ်ရီကိန်းနဲ့ဘွဲပီကန်ဒီမှာအိုလီစတိုကသွင်းပေးသွားခဲ့ကြတာဖြစ်ပါတယ်။စပါတင်ကစားမပွားမှာဟယ်ရီကိန်းဟာပရီးမီးယားလိချန်ပီယံလိဘိုလူပွဲလီဗလာဘိုလူပွဲတွေမှာဒူဒါနဲ့သာကျင်းပခဲ့ရတာဖြစ်ပြီးတော့ဆူဗလာအောင်မြင်မှုမြူနိုင်ခဲ့တာကြောင့်ပရိသတ်တွေရဲ့လှောင်ပြောင်အောင်ခံခဲ့ရပါမယ်လေ။ ခုချိန်မှာတော့ဘွန်နက်စီကဘလောက်ကိုင်မားခွင့်ရရှိသွားပြီဖြစ်ပါတယ်။ဟယ်ရီကိန်းကဒီချိန်ကိုရောက်ဖို့အချိန်အများကြီးစောင့်ဆိုင်းခဲ့ရတယ်။ဘွန်နက်စီကဘလားဟာကျွန်တော်ရဲ့တောင်ချင်းစူးစိတ်တွေထက်အများကြီးပိုဒိတ်ပဲရှိပါတယ်။ကျွန်တော်ကစားမပွားမှာလိုအပ်နေတဲ့ကွက်လာတစ်ခုကစူဘလားအောင်မြင်မှုရယူနိုင်ဖို့ဆိုတာအားလုံးလည်းအသိပါပဲ။ခုချိန်မှာတော့ကျွန်တော်ပကုံးဘော်ကဝင်းတော့ဝင်းဖို့ကိုရှော့ချနိုင်ခဲ့ပါပြီဆိုပြီးတော့ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ဇုံနီကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်။